ပင်ပေါ်ကသတင်းစကားတွေသူတို့ရဲ့စိန်ခေါ်မှုတွေเนาะအဲ့ဒါတွေကိုကျွန်တော်တို့နားထောင်ကြမယ်သူတို့ရဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းသတင်းအပါအဝင်သတင်းထူးသတင်းကောင်းသတင်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဒီနေ့ကတော့ a true life လို့ပြောလို့ရပါတယ်မြေပြင်မှာရှိတဲ့ဒေါင်းမင်းစစ်ကြောင်းကရဲဘော်ရဲမီတွေသူတို့တက်လာမှာဖြစ်တယ်သူတို့နဲ့အတူတူကျွန်တော်တို့ဒီနေ့မြေပြင်ကရဲဘော်တွေရဲ့လူဦးတော်လိုက်အတွေ့အကြုံတွေသူတို့ရဲ့စိန်ခေါ်မှုတွေ အဲ့ဒီစိတ်ခေါ်မှုတွေကိုကြော်လွားဖို့ကြိုးစားတဲ့အရာတွေကိုကျွန်တော်တို့ဓာတ်ရိုက် live ကျွန်တော်တို့တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဒေါမင်းစစ်ကြောင်းကရဲဘော်တွေကကျွန်တော်တို့ Facebook page ပေါ့နော်အဲ့ဒီကနေပြီးတော့ live drive မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့နော်တို့တွေနောက်9မိနစ်7မိနစ်လောက်နေရောက်မယ်နဲ့တူပါတယ်အဲ့တော့ရဲဘော်တွေကိုလူကိုယ်တိုင်ကိုကြမျက်နှာပါမြင်ခြင်းလဲဆိုရင် Facebook Live ကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ဒီရဲဘော်တွေရဲမေတွေကအလွန်ပဲလေးစားစရာကောင်းပါတယ်။ဒေါ်လေးအစကတည်းကဒီဇိုင်းမမတ်ပါဝင်လာခဲ့ပြီးတော့နော်မာလာအကျန်းဖတ်ခတ်သားစတွေကိုစခရခတွေကိုအပြုတ်နှံ့နေတာယနေ့အချိန်မှာဆိုရင်မာလာအကျန်းဖတ်စက်တက်ဟာပြုတ်ပြုတ်ပြုံးလာပါပြီ။ဂျုံဂျုံကျလာပါပြီ။ မလာဂျမ်ပတ်စတက်ဟာတိုက်တိုင်းရှုံတက်တိုင်းပြက်ခွေးသေးဝက်သေးသေးပြီးခွေးလိုဝက်လိုအဖမ်းခံရပြီးတော့ခွေးလိုလူဝက်လိုလက်နဲ့ချမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလက်တွေ့ရလက်ဒီရလာတယ်ဆိုတာကတကယ်တော့ဒီဒေါ်လာရေးကြီးတဲ့မှာမြေပြင်ပေါ်မှာလက်တွေ့တိုက်ပွဲဝင်နေတဲ့ဒီရဲဘော်ရဲမေတွေသူတို့ကြောင့်ဖြစ်ပါတယ် အဲ့တော့သူတို့ရဲ့မြေပြင်ပေါ်ကရင်းစကားတွေသူတို့ရဲ့စိန်ခေါ်မှုတွေเนาะအဲ့ဒါတွေကိုကျွန်တော်တို့နားထောင်ကြမယ်သူတို့ရဲ့လိုအပ်နေတဲ့အရာတွေကိုကျွန်တော်တို့ဝိုင်းပြီးတော့ဖြည့်ဆည်းကြမယ်ဆိုတော့ဒီ like ကအထူး like ဖြစ်ပါတယ် အဲ့တော့အထူးလိုက်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေ share လို့ရတယ်ရှိရင် share ပေးပါ comment ရေးဆိုတော့ကိုနိုင်ဝမ်းနဲ့ပဲကျွန်တော်တို့စလိုက်ရအောင်နော်ကိုနိုင်ဝမ်းအနေနဲ့ဒီနေ့ live မှာပေါ့နော်ဒေါင်းမင်းစစ်ကြောင်းရဲ့ကိုစားပေါ့စပြီးတော့မိတ်ဆက်စကားလေးနဲ့နော်နောက်တစ်ခါကျတော့ဒီကိုနိုင်ဝမ်းတို့ရဲ့တော်လိုင်းပေါ်မှာထားတဲ့အမြင်လေးတွေကိုစပြီးတော့ပြောကြားပေးစီလိုပါတယ်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်စလို့ရပြီလားမင်းရပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ရဲဘော်နိုင်ဝန်ပါကျွန်တော်အရင်ရန်ကုန်ယူကြည်ပေါ့နော်ရန်ကုန်ယူကြည်မြန်မာ justice for guy ပေါ့ကျွန်တော်ရန်ကုန်ယူကြည်စာပြီးလုတ်ခဲ့တာပါเนาะယူကြီးစမလုတ်ခင်ကျွန်တော်တို့2021 2021 မှာကျွန်တော်တို့ညဉ့်ညံ့ဆန္ဒပြခဲ့တယ်ပေါ့နော်ညဉ့်ညံ့ဆန္ဒပြရင်အဲဒီပေါ့နောက်ပိုင်းမှာကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ចောင်းသားလူငယ်တွေကိုမတရားပေါ့နော်ရဲရဲဆက်ဆက်ဖမ်းဆီးပြစ်ဒတ်ပေါ့နော်အဲ့လိုမျိုးတွေဒီစကားစားမှာအလားလုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့ပါတွေးမိသွားလဲဆိုတော့ကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့သွားလို့မရတော့ဘူးနိုင်ငံရေးလမ်းကြောင်းရ ျွန်တော်တို့လည်းလည်းဆွဲကင်ကြီးတော်လမ်းမရမယ်ဆိုပြီးကျွန်တော်တို့စခဲ့တယ်ပေါ့နော်စခဲ့တဲ့အချိန်မှာကျွန်တော်တို့ယူကြည့်စလုပ်ဖို့အတွက်ကိုကျွန်တော်တက်မာငားမှာစပြီးပြင်းနဲ့တက်တယ်တက်ပြီးတော့ကျွန်တော်ရန်ကုန်မှာစစ်ဆိုးရတောက်တိုင်နေမှန်သမျှအဲကျွန်တော်တို့ဟိုလုံးဝလက်ပတ်လို့မရစီရဆိုတော့ခံယူချက်နဲ့ကျွန်တော်တို့ရိုက်ထိုးခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါရန်ကုန်မှာအဲ့လိုရိုက်ထိုးခဲ့ပြီးတော့ကျွန်တော်မြန်မာ justice ဖို့ဟာယူကျွန်တော်စပြီးရိုက်ထိုးခဲ့တာပေါ့နော် ဟုတ်ကဲ့ပါအချုပ်ခဲ့ပြီးတော့ကျွန်တော်တို့အခုနောက်ပိုင်းဒီအဲကျွန်တော်ပထမတစ်ခေါက်ကအဲချောင်း PDF ကိုကျွန်တော်စပြီးအဲသတင်းပေါက်သွားတဲ့အတွက်ကျွန်တော်တို့မရှင်လုပ်ပြီးတော့စပြီးကြည့်ခဲ့ရတယ်အဲနောက်တစ်ခါကျွန်တော်အချိန်ဒီတပံပြန်ပြီးတည်ငြိမ်ပြီးဆိုပြီးကျွန်တော်ရန်ကုန်ပြန်ဝင်တယ်ပြန်ဝင်ရကျွန်တော်တို့ရန်ကုန်မှာစပြီးအဲမရှင်တွေအဲလုပ်ဖို့တော့ကိုလူပြန်စုပြီးကျွန်တော်ပြန်ပြီးလုပ်ခဲ့တယ် ဒါပေမဲ့လုတ်ခဲ့နေရရောကျွန်တော်တို့ညီငယ်တွေဟိုတချို့ကျွန်တော်တို့ညီငယ်တွေရှိတယ်ကျွန်တော်တို့မျိုးနွယ်တွေကကျွန်တော်တို့ဒီလုတ်တဲ့ညီငယ်တွေရှိတယ်အဲသူတို့ရဲ့အဲမလုံခြုံမှုအပိုင်းတွေအဲဟုတ်ကဲ့ပါပောက်သွားတဲ့အတွက်ကျွန်တော်အဲ့မှာကျွန်တော်တို့ဟိုចောင်းသားတက်တော် SAF ကိုကျွန်တော်ကိုကောင်း SAF ကတာဝန်ခံကိုကောင်းနဲ့ဆက်သွယ်ပြီးကျွန်တော်ပို့ပေးခဲ့တယ်ပေါ့နော်အားရမှာစီကျွန်တော်တို့ဆက်ပြီးကြံတဲ့တာကိတာ UG တွေနဲ့ ကျွန်တော်တို့အဲရှိပြီးသား UG တွေနဲ့ကျွန်တော်ပေါင်းဆက်ပြီးလုပ်ခဲ့တာပေါ့အဲ့လိုလုပ်ခဲ့ရပြီးတော့နောက်ဆုံးဒီ save ဟုတ်ကဲ့ကလုံချုံကြီးစီးပေါက်သွားတဲ့အတွက်ကျွန်တော်နောက်ဆုံးမှာကျွန်တော်ဒီကင်းပြည်နယ်တမ6နယ်မြေကိုကျွန်တော်ရောက်ရှိလာတယ်ပေါ့နော်ရောက်ရှိလာပြီးတော့ကျွန်တော်အခုဘောင်းရင်းစစ်ကြောင်းနဲ့ပူပေါင်းလိုက်ရတာပေါ့နော်ဘောင်းရင်းစစ်ကြောင်းနဲ့ပူပေါင်းလိုက်တယ်ဆိုတော့ဘောင်းရင်းစစ်ကြောင်းမှာလည်းကျွန်တော်တို့ရန်ကုန်က UG တွေပါပဲ ဟုတ်ကဲ့ပါအားလုံးစုပြီးဟုတ်ကဲ့စစ်ကြောင်းအနေနဲ့ပြန်ပြီးဖွဲ့တဲ့အတွက်ဒါရန်ကုန်ဟိုဝင်မဲ့တက်ကက်အနေနဲ့ဒါရှင်းမှန်းထားတဲ့အတွက်စစ်အာဏာရှင်ကိုပြီးတိုင်ရိုက်ခိုးမဲ့နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတောင်းရေးစစ်ကြောင်းကိုပူပေါင်းခဲ့တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကိုနိုင်ဝမ်းကြီးအဲကျွန်တော်ပြည်သူကိုကြားရတဲ့အဖြတ်ပြီးတော့တင်ပြရမယ်ဆိုလို့ရှိရင်ကိုနိုင်ဝမ်းနဲ့ကကျွန်တော်ဒါလူဦးတော်လိုက်တောက်ရှာမှာ တွဲလုတ်လာခဲ့ပြီးတော့ကျွန်တော်တို့သိနေကြတဲ့ပုံကိုယ်တွေပါဆိုတော့โอเคကိုနိုင်ဝမ်းဒီရေပြင်ကျွန်တော်တို့เนาะအထဲမှာကိုဆက်အနာရှင်ညရဲ့မျက်စိရှိမှောက်မှာတို့ရဲ့မျက်ခုံးမွေးပေါ်ကိုဇင်းတဲ့ရှော့ပြီးတော့တို့လောင်းကြီးထပ်ပြီးတော့เนาะ UG ကိုတကယ်ကိုရေရင်တတ်တည်ရှိရှိနဲ့လုတ်ခဲ့တဲ့ပုံကိုပုံမှန်ပြောလို့ရှိရင်ကျွန်တော်တို့အရန်ကိုလေးစားစရာကောင်းတယ်ကျွန်တော်တို့ရဲ့ဘူရဲကောင်းတယောက်ပါ လက်ရှိအချိန်မှာတော့ကျွန်တော်တို့ဒီမြို့ပြမှာနေဖို့ကအဆင်မပြေတော့တဲ့အခါကျတော့ကျွန်တော်အခုဆိုရင်တော့ကျွန်တော်လုံခြုံတဲ့နေရာမှာဒေါမစ်စစ်ကြောင်းမှာဦးဆောင်ပါဝင်နေပါတယ်။ဟုတ်ကဲ့ကိုနိုင်ငံကျေးဇူးများတင်ပါတယ်။ဆိုတော့နောက်တစ်ယောက်ကရဲမီနော်မရဲနေကျွန်တော်နာမည်ကဖတ်တဲ့အခါမှားရင်တော့ပြင်ပေးပါနော်။မက်ဆူဆူလာနော်။ဟုတ်ကဲ့ရှင်မင်္ဂလာပါဦးရေ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ရဲဖို့အင်မီပါရှင်။ အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ရေဘော ABA ဟွာဘော okay. သမီးရေဘောနော်ဒီတော်လိုက်ဘောမှာပါဝင်လာတဲ့ပုံစံဘာကြောင့်ပါဝင်လာတဲ့တော်လိုက်ရေဘလို့မြင်နေဘာတွေလုပ်နေတယ်ဆိုတာလေးကိုမိစ္ဆာစကားလေးပြောပြပါအောင်ကြာဟုတ်ကဲ့ပါရှင်အဲပထမဦးစွာအနေနဲ့ခုလိုမျိုးဒါဥရုနဲ့ကျန်တဲ့ရဲဘော်တွေရောပေါ့နော်ပြည်သူလူထုနဲ့အတူ လိုက်ရိုက်လိုက်ပြင်ပြီးတော့မှဒီတော်လိုင်းရဲ့အမြင်တွေပြုလို့ရှိရင်တော်လိုင်းရဲ့ပေါ်ပါဝင်မှုတွေကိုပြပြခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်ရှင်။ဟုတ်ကဲ့။တမီးကတော့ပုံမှန်အဖြစ်ဆိုရင်တော့ဒါပုံမှန်တက္ကသိုလ်ကျောင်းသူတယောက်ပါပဲ။နောက်ဆုံးနေ့တက်နေနေမှာကိုဗစ်ကာလအခြေအနေတွေကြောင့်ကျောင်းပိတ်သွားတယ်။အဲဒီနောက်မှာနောက်ဆက်တွဲအနေနဲ့နိုင်ငံရေးအခြေအနေတွေပေါ်ပေါက်လာတဲ့အခါမျိုးမှာအလုံးစလုံးတယ်ပေါ့။ဟောပုံမှန်အဖြစ် အမီကတော့ဒီကျောင်းသားသမဂ္ဂမှာတော့ဘက္ကတမြောက်ဖွဲ့ချုပ်မှာတော့တာဝန်ထမ်းဆောင်နေပေါ့နော်တာဝန်ထမ်းဆောင်နေရင်းနဲ့ဒီတက္ကသိုလ်မှာပူတွဲပြီးတော့မှလုပ်တွေဝန်ကုပေးတယ်ပေါ့နော်ကိုနိုင်တဲ့တာဝန်ပေါ့အဲဒီလိုအချိန်မျိုးကနေပြီးတော့ဒီຫນွေဥတော်လိုင်းရေးစတင်လာတဲ့အချိန်ခါမျိုးမှာလည်းအမိသားစုမလုံခြုံမှုတွေပြီးရေပေါ်ရေပဲအချိန်မလုံခြုံမှုတွေကြောင့်အဲတိန့်ဆောင်မိနေခဲ့ရတဲ့အချိန်နေထားကနေပြီးတော့မှဒီ ထောင်ထဲကိုလည်းရောက်သွားတယ်ပေါ့နော်ရောက်သွားပြီးရဲ့ကာလမှာတက်လာတဲ့အချိန်မှာလည်းဟိုကျမကြီးကမကောင်းဘူးအဲ့ဒီလိုကာလမျိုးမှာလည်းလူမျိုးနေမြေဒေသတစ်ခုကိုချိတ်ဆက်ပြီးတော့မှအဲ့ဒီနေမြေကဒီနေမြေတာဝန်ခံနေတဲ့အတူတူထောက်ပို့အနေနဲ့တော့လှုပ်ဝိုင်းကူခဲ့တယ်အဲ့ဒီအနေထားမှာပဲကျမကြီးကိုဟိုကူစားခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာဒီတရင်တပွဲဆက်တယ်ဖို့အတွက်တောင်းမင်းဆက်တယ်မယ်ဆိုပြီးတော့မှရဲဘော်ရဲဘက်ဟောင်းတွေကနေပြီးတော့မှ ်တိပေးလာတယ်ပေါ့အဲ့လိုအချိန်ကောင်းမြို့မသမီးနေနဲ့ကျမကြီးကလည်းကောင်းလာပြီငါလုံနိုင်တဲ့ကဏ္ဍကနေဘလို့ကဏ္ဍပဲပေါဝင်ရပေါဝင်ရဆက်လက်လှူရှားမယ်ဆိုပြီးတော့မှနောက်ထပ်နေမျိုးတစ်ခုကိုချိဆက်ပြီးတော့တမီးစစ်ကြောင်းစတင်တဲ့အချိန်ကမှတမဟာတစ်ခုမှသမီးစတင်ပြီးတော့ပေါဝင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဒီအချိန်ကနေပြီးတော့ကုစုလေးနဲ့ကြော်လာပြီးတော်လန်ရေးစတင်တဲ့အချိန်ကနေပြီးတော့မှအခက်အခဲကိုစီထိကြတဲ့ကြားကနေလက်ရှိမှာဆိုလို့ရှိရင်တော့ကုစုံတွေးနေရတဲ့ရဲဘော်ရဲ့ပက်တင်နဲ့ တာဝန်တစ်ခုကိုခဏတစ်ခုကိုပါဝင်ရင်းနဲ့မှဆက်လက်လှူရှာနေပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးကြားကြီးတင်ပါတယ်ရင်းမီနော်ရဲဘော်အေမီပါဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်နောက်တရကျွန်တော်တို့မိတ်ဆက်ပေးပြရစီဟုတ်ကဲ့အကိုကြီးဟုတ်ကဲ့အဲတိုင်ဟုတ်ကဲ့ပါဟိုကနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ကြာနော် လိုင်းနဲ့ကြသွားလားမသိနော်ခဏလေးပါဟုတ်ကဲ့ခဏလေးပါနော်ကျွန်တော်တို့ကမိုင်ပေါင်းထောင်ချီဝေးနေကြတယ်လေနော်မိုင်ပေါင်းထောင်ချီဝေးတယ်ပြီးတော့အခုလက်ရှိဒေါင်းမင်းစစ်ကြောင်းကရဲဘော်တွေဆိုလို့ရှိရင်လည်းနေပြည်တော်ကဆိုတော့အဲ wifi ချင်းချိတ်ဆက်ရတာနည်းနည်းလေးတော့လှမ်းပါတယ်ဝေးပါတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်တို့ရဲ့နှလုံးသားတွေကတော့အများနဲ့နီးစပ်ပါတယ်ဗျာနော်ဆိုတော့ခဏလေးပါကျွန်တော်နောက်ထပ်ရဲဘော်တရားကို live ပို့တင်နေပါတယ် ဟုတ်ကဲ့ခဏလေးစောင့်ပြပါဒါပေမဲ့ကျွန်တော်ပြည်သူတွေကတော့နားလဲပါတယ်နော်နားလဲပါတယ်ကျွန်တော်တို့ဒါစင်ခေါ်မှုတွေကြားတဲ့ကနေပြီးတော့လောက်ကြတယ်ပြည်သူတွေကိုသိအောင်လို့ကျွန်တော်တို့ကြည့်ပြမှာဖြစ်တယ်ဟုတ်ကဲ့ရဲဘော်ကျွန်တော်နာမည်လေးမိတ်ဆက်ပေးပါအောင်ကြနော်နာမည်လေးနဲ့ဒီဘယ်လိုတော်လိုက်မှာဘာကြောင့်ပါဝင်လာပြီးတော့လက်ရှိတော်လိုက်ပေါ့ကိုယ့်ရဲ့သဘောသားလေးနဲ့ပေါ့နော်အဲ့ဒီဟာလေးကိုစပြီးမိတ်ဆက်စကားလေးပြောပြပါအောင်ကြဟုတ်ကဲ့ 也把手机那的呢，好的。家那么的一个，来我屋檐那么的。好的，也把手机家吧那边。湖南话也把手机家那么的，就是那么几遍。好的。 ဟုတ်ကဲ့မိတ်ဆက်ပေးပါဦးကြပြည်သူကိုလေဟုတ်ကဲ့ဟုတ်ကဲ့ပါကိုအဲကျွန်တော်နာမည်ကတော့ဟိုဟာဆိုးကြီးလို့ခေါ်ပါတယ်ကြဟုတ်ကဲ့ပါဟော2022လပိုင်းအာနာစတဲ့နေရာဟိုကျွန်တော်တို့လက်သုံးချောင်းထောင်တဲ့အနေထားတွေကကျွန်တော်တို့ဟိုစပြီးတော်လန်ခဲ့တယ်ပေါ့ဟုတ်ကဲ့ပါဟိုတန်လင်းတန်လင်း UG ပေါ့တန်လင်း UD ရောက်နေနေဟုတ်ကဲ့ဟုတ်ကဲ့ငွေချင်းနေအားလုံးစုပြီးတော့ဟိုဟုတ်ကဲ့ ့ရိုးတန်းတန်းဆန္ဒပြလို့မရတော့တဲ့ခြေနေတခုမှဟိုလက်နက်ကင်ပြီးတော့တိုက်ရတော့မယ်ဆိုတဲ့အစိုးမြတ်ချန်နယ်တကယ်ချင်းတွေအကုန်စုပေါင်းပြီးတော့ကျွန်တော်တို့တန်လင်းမှာ UG ဖွဲ့တယ်ဟုတ်ဗျာ UG ဖွဲ့ပြီးတော့ကျွန်တော်တို့အမှဟိုတကယ်ချင်းတယောက်ကြာခဲ့တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဟိုဟိုဟာအထိုင် location ပေါက်ပြီးတော့ပေါ့နော်ဟိုဟာဝင်စည်းခံရတယ်ပေါ့နော်ဝီဒီကတကယ်ချင်းတယောက်ကြာခဲ့တယ်အဲတကယ်ချင်းကတော့နန်းလေးသားကိုယူဖို့လည်းကောင်းပါတယ်ဟိုဟုတ်ကဲ့အားလုံးလုံလောက်ဖို့အတွက်ဟိုသူ့ရဲ့အသက်တစ်ချောင်းကိုရင်းခဲ့တယ်ပေါ့နော် ။ဩဟုတ်ကဲ့ဗျာ။သူတယောက်တည်းခံပြီးတော့သူတယောက်တည်းခံပြီးတော့ပြစ်ပြစ်ပေးတယ်ကျွန်တော်တို့လွတ်အောင်ပြေးခိုင်းတယ်ပေါ့တကယ်ချင်း။ဟုတ်ကဲ့။တကယ်ချင်းဆိုတော့ဟိုမနေ့တည်းနေ့မှတည့်ရတကယ်ချင်းမဟုတ်ပါဘူးကျွန်တော်တို့ဟိုတမရေတည်းမမွေးတာပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုဟုတ်ကဲ့ပါ။ကျောင်းသားဘွားကတတ်လာတဲ့တကယ်ချင်းပေါ့နော်။အော်ဟုတ်ကဲ့ပါ။ဆက်ဆက်ဆက်တာဥဒုံစကန်းဟိုဝင်သူစကားစားဝင်တိန်းနေကသူကပါးကိုတစ်ချက်မှန်သွားတယ်ပေါ့။ပါးကိုတစ်ချက်မှန်ပြီးတော့ဟာမင်းတို့လွတ်အောင်ပြီးတော့မင်းတို့လွတ်အောင်ပြီးတော့ငါခံပစ်ပေးမယ်။ ဟိုနောက်ဆုံးနောက်ဆုံး तू မလွတ်လဲမလွတ်ရောခံပစ်တယ် तू မလွတ်လဲမလွတ်ရောသူ့ကိုယ်သူစူတိုင်းလုပ်ပလိုက်တယ်ခင်ဗျာတိုးအိုးမိုက်ဂေါ့သူကသူကသူကတက်ပလိုက်တယ်အဲ့လိုဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဟိုမိသားစုလိုက်ထွက်ပြေးရတယ်ဗောနော်ကျွန်တော်အမေကလေးကကျွန်တော်အမေကလေးကအနောက်ကထောက်ဖို့လုပ်ပြီးတယ်ကျွန်တော်ကတော့ဟိုရီဆော့တယ်ဗောနော်ဟုတ်ကဲ့ဗျာအဲ့ဒါနဲ့ဟုတ်ကဲ့ဗျာလုံးဝနေလို့များတဲ့အချိန်မှာကျွန်တော်တို့မိသားစုလိုက်အမကိုမင်းလေး တင်နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့တောင်းမစ်စ်ကြောင်းပါဝင်ခဲ့တယ်ဗောနောက်အခုချိန်ထိပါပဲဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပြဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ကြားတဲ့ဟာကဟုတ်ကဲ့ပါဟိုဟိုဒါကရဲဘော်တွေကိုယ်တိုင်မပြောပြလို့ရှိရင်เนาะဒါစိတ်ကူးရင်တန်းတားကြီးလိုလိုမျိုးနေเนาะဆိုတော့ဒီနေရာမှာကျွန်တော်တင်ပြချင်တာကမြေပြင်မှာအခုလိုမျိုးလူမသိသူမသိနဲ့ပေးဆက်ခဲ့တဲ့သူတွေရှိတယ်ပေးဆက်နေတဲ့သူတွေရှိတယ် လက်တွေ့လှုပ်ဆောင်နေတဲ့သူတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အဓိကကတော့ဒေါမင်းစစ်ကြောင်းကိုပြည်သူကိုကျွန်တော်မိတ်ဆက်ပေးပြီးတော့ချပြတယ်တင်ပြတယ်ဆိုတော့ဒီရဲဘော်ကြီးဟာဘယ်လိုမျိုးလက်တွေ့လှုပ်ဆောင်နေခဲ့ကြသလဲလက်ရှိဘယ်လိုလှုပ်ဆောင်နေသလဲဆိုတာကိုပြည်သူတွေသိအောင်လို့ကျွန်တော်တင်ပြခြင်းဖြစ်တယ်အဲ့လိုမျိုးတင်ပြခြင်းနဲ့အတူနော်တင်ပြခြင်းနဲ့အတူကျွန်တော်ပြည်သူကိုပို့ပေးလင်းလင်းကျွန်တော်တင်ပြထားခြင်းနဲ့အဲ့ဒါကတော့ ဒေါင်းမင်းစစ်ကြောင်းဆိုတဲ့ဟာကိုနော်ကျွန်တော်ရဲပေါ်လေးနော်ဟိုဥစားခဏနေလို့ရှိရင်ဒီကျွန်တော်တို့ Facebook live ရဲ့ page out မှာကျွန်တော်တို့ link ကိုချပေးမှာဖြစ်ပါတယ်အဲ့ဒီ page ကိုလည်းတွားပြီးတော့ဟိုဟာ like and follow လုပ်ပေးပါနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမဘန်အကောင့်လည်းကျွန်တော်တို့ချပေးပါမယ်ရဲပေါ်လေးကိုဓာတ်ရိုက်တွားပြီးတော့ top လုပ်ပေးဦးကြီးပါဝင်ခြင်းဖြင့်ဒီရေရောပုံကြီးအောင်ဖို့လို့အတွက်တရတရာတဏီယာကနေ ပါဝင်ပေးဖို့ကျွန်တော်ဖိတ်ခေါ်ပြရစီအရေပေါ်အီမီလိုင်းချသွားတဲ့နေတူတယ်ကျွန်တော်ပြန်ပြီးတော့ accept လုပ်ထားပြပါတယ်เนาะเนาะကျွန်တော်ပြန်ပြီးတော့ထည့်ထားပြပါတယ်ဆိုတော့တကယ်လို့ဟာမဖြစ်လို့ရှိရင်ပြန်ပြန်ပြီး request လုပ်ပေးပါเนาะကျွန်တော်တို့ပြန်ပြီး accept လုပ်ပေးပါမယ်ဒါကိုလည်းကျွန်တော်တင်ပြနေပါတယ်ဟုတ်ပြီအဲ့တော့ရေပေါ်ရေပေါ်91ကို91ရှိလားမသိဘူးအဲ့တော့ ရဲဘော်ကျွန်တော်တို့နော်ဒီလိုမျိုးတော်လည်ရဲ့လူအပ်ချက်အရာအလူခံလို့ရှိရင် စခရခတွေခမသမာလာတွေကဘာလာပြောလို့ရှိလဲဆိုတော့ခွက်ခေါက်နေပြန်ပြီဆိုပြီးပြောတယ်အဲ့တော့ခွက်ခေါက်တယ်လို့ပြောတဲ့သူအားလုံးကိုဒီနေရာကနေပြီးတော့ထည့်ပြောလိုက်ခွက်ခေါက်တာကပြဿနာမရှိဘူး လိုအားလို့ခောက်ကူခောက်အေးအဲ့ခောက်လို့ရတဲ့ပတ်စံကိုစနစ်တကျစီကန်းရှိရှိအလေလွတ်မရှိအောင်မမှန်ကန်ကန်သုံးဆွဲနိုင်ကွာအဓိကကြအဲ့ဒါရခစခမင်းတို့သိဖို့နော်အဲ့တော့ဟုတ်ကဲ့ကိုနိုင်ဝိုင်းပြန်ပေါ်လာပြီ ਨੇ တူတယ်ခေါ့ကိုနိုင်ဝိုင်းကြားလားမသိပြဟုတ်ကဲ့ကြားပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးကြီးပေါ့ဗျာနော်အခုဆိုလို့ရှိရင်၄နှစ်ကျော်၅နှစ်လောက်ထဲကိုရောက်လာပြီဆိုတော့ဒီတော်လိုင်းရေးကြီးပေါ်မှာကိုနိုင်ဝမ်းအနေနဲ့ပေါ့နော်ဘာတွေဘလို့လုတ်ချင်စိတ်တွေရှိသလဲဒီတော်လိုင်းရေးကြီးအောင်မြင်မှုဘာတွေလိုအပ်တယ်လို့ထင်လဲအဲအဲ့ဒါလေးတစ်ချက်လောက်ကျွန်တော်ကိုကိုကိုနိုင်ဝမ်းရဲ့အမြင်ကိုလွတ်လပ်ပေါ့ပါပွင့်လင်းရင်းနှီးစွာပြောပြပေးပါအောင်ကြည့်ဟုတ်ကဲ့ဒီတော်လိုင်းရေးကြီးကို ောင်မြင်ဖို့အတွက်ကျွန်တော်တို့ကဂန်းကင်နေလို့လည်းမပြီးဘူးနိုင်ငံရေးအတွေးခေါ်လည်းရှိဖို့လည်းလိုတယ်ကျွန်တော်နိုင်ငံရေးဂန်းကင်နေလို့လည်းမပြီးဘူးနိုင်ငံရေးအတွေးခေါ်ရှိဖို့လည်းလိုတယ်ဆိုတာနိုင်ငံရေးအသိစိတ်တဲ့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဟိုထိုင်ပြီးဟိုပေါ့နော်ကို့မှာပါကျင်တဲ့စိတ်လေးရှိုံနေတော့ဟိုပေါ့နော်ဟိုမပြီးဘူးပေါ့နော်အဲရှိဖို့အတွက်ကိုဘယ်လိုကြံဆောင်ရမလဲပေါ့နော်အဲအဲ့လိုမျိုးလေး ေါ့ဇက်တက်တအားပါဝင်နိုင်ရင်တော့ပို့ပြီးကောင်းတာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါပါဝင်နိုင်ဖို့နည်းလမ်းတွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေယူတော်လိုင်းအိမ်မှာတော့အများကြီးပေါ့နော်ကျွန်တော်တို့ခက်ခဲပြီးအများကြီးဖြတ်သန်းခဲ့ရတယ်အများကြီးကိုဟိုကျွန်တော်တို့ညီငယ်တွေရဲဘော်တွေလည်းအများကြီးပါအများကြီးပြစ်ဆက်ခဲ့ရတယ်အများကြီးရှိပါတယ်ဟုတ်ကဲ့ အဲ့ဒီမှာဆိုလို့ရှိရင်မှတ်မှတ်ရရပေါ့နော်ကျွန်တော်တို့စိတ်မကောင်းတာကကျွန်တော်ကနိုင်ဝမ်းဟုတ်ကဲ့ကျွန်တော်အောက်မှာကျွန်တော်ကျွန်တော်အောက်မှာ92ဆိုတာရှိတယ်ဟုတ်ကဲ့ဗျာ92တို့ပါလို့လည်းရှိတယ်အဲ့ဒီ6တို့ပါလို့လည်းရှိတယ်ရန်ကုန်တိုင်းတမဟာတက်ဆွေရပါအဲဒါဒါကျွန်တော်ညီငယ်တွေဟာမင်းညီငယ်ဟုတ်ကဲ့အဲဒါပေမဲ့သူတို့ဒီစစ်ခွေးရပြီးတော့သူတို့ဆွဲသွားတယ်ပေါ့နော်စစ်ခွေးဆွဲသွားတဲ့အချိန်မှာ ငါတို့ပဲအပါခံမယ်ကြံတဲ့လူတွေဆက်လုပ်ပစည်းဆိုတဲ့အနေနဲ့လုံးဝမပြောပါဘူးပေါ့နော်ဒါဘူးပါတယ်ဘူးပါတယ်ဆိုတာလုံးဝမပြောပါဘူးအဲ့တခုကပေါ့ကျွန်တော်ဂျင်းထဲမှာလုံးဝဟိုအခုချိန်ကြီးခံစားနေရတာပေါ့နော်ဟာဟုတ်ကဲ့လုံးဝဒါညီဒါညီငယ်တွေရဲ့တစ္ဆာပေါ့နော်အတက်လို့ဒီတစ္ဆာရှိဟုတ်ကဲ့ဟုတ်ကဲ့ဒါအခုဆိုလို့ရှိရင်ဒါညီငယ်တွေအခုသာဝတီမှာ ကြာနေပါပြီဒါကျွန်တော်ညီရင်းနဲ့ပါတယ်71လဲပါတယ်ဒါတော့ကြာနေပြီပေါ့နော်ဟုတ်ဟုတ်ဟုတ်ကဲ့အော်ကျွန်တော်ကကျွန်တော်နဲ့အတူတွဲလုပ်ခဲ့တဲ့ AK AK ဆိုလို့ရှိရင် SAF ကျောင်းသားတက်တော်မှာတာဝန်ထမ်းဆောင်ပါပြီဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ဒီကံဟုတ်ကဲ့ကျွန်တော်တို့ဒီကံပေးလေးမှာလိုအပ်တာကတော့ကျွန်တော်တို့အခုတိုင်ရင်တက်ဖွဲ့ရေကျွန်တော်တို့အများကြီးပေါ့နော်ကျွန်တော်တို့ကစစ်ကြောင်းကဖွဲ့စည်းတော့မယ်ဆိုတဲ့အနေအထားမှာကျွန်တော်တို့လိုအပ်ချက်တွေရောပြောရမစင်ရော ဟိုတကယ်လို့အပ်တယ်တကယ်လို့အပ်လို့လည်းတကယ်ကျွန်တော်တို့ဒီနေရာကြီးတော့ပြည်သူဟုတ်ကဲ့အာနန္ဒာနဲ့အခုကြောင်းလိုက်ရတာပါကျွန်တော်တို့ဟိုလက်ထဲမှာရှိနေရင်တော့ကျွန်တော်တို့ဟိုမတောင်းပါဘူးတကယ်ကိုကျွန်တော်တို့တကယ်လို့အပ်လို့တကယ်လို့ပြည်သူကိုချပြပြီးကျွန်တော်တို့ကူညီတောင်းတာကူညီတောင်းတယ်ဆိုတော့ကျွန်တော်တို့မှာအခုဆိုလိုလို့ရှိရင်ကျွန်တော်တို့ဒီဒီကျွန်တော်ကြီးကအုပ်ထုပ်တွေကျွန်တော်ကျွန်တော်ကြီးကကြီးက အင်ဂျီတွေ equipment တွေကျွန်တော်တို့လိုအပ်နေရပါတော့เนาะအဲ့ဒီလိုအပ်နေတဲ့အဲ့ဒီလိုအပ်နေတဲ့ဥစ္စာတွေကိုမိဘပြည်သူအနေနဲ့တတတအားပေါ့เนาะပုံနိုင်တဲ့ဘက်ကကြီးပေါ့ပါဝင်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟုတ်ကဲ့ကျွန်တော်တို့ဘက်ကလည်းဟိုဒီကိုလေးကကျွန်တော်တို့ခံယူချက်နဲ့ခြောက်လန်းနေတဲ့လူတွေကြီးပဲသူ့ွက်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလုပ်စရာရှိတာကိုကျွန်တော်တို့ကဒီစစ်အာဏာရှင်ကိုပြုတ်ကြရည်အတွက်လုပ်စရာရှိတာကိုကျွန်တော်တို့ကဆက်ပြီးလုပ်သွားမှာပါဒါကကျွန်တော်တို့ဘက်ကကြီးပဲတစ္ဆာတိတ်ခံပြုထားတာပါ ကျွန်တော်တို့ဟုတ်ကဲ့ပါဒါတော်လိုင်းကြီးမှာစစလုပ်တာလည်းကျွန်တော်တို့စပြီးသစ္စာဒိဋ္ဌံပြုစားတာဒါကျွန်တော်တို့အတိစိတ်နဲ့ကျွန်တော်တို့ပြုထားတဲ့သစ္စာဒိဋ္ဌံဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကြားတာကလေတကယ်ကိုယင်တဲမှာယင်တဲမှာလေရုပ်ရှင်ထဲကိုစမ်းကြည့်ပြီးတော့လေးစားစရာကောင်းတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းအာဇံတွေပါနောက်ခုနကပြောပြသွားတဲ့တန်လျင်မှာတန်လျင်မှာတယောက်တည်းအသေးခံပြီးတော့ရန်သူကိုခံပြပြသွားတယ် တခါမှကိုနိုင်ဝမ်းပြောပြသလိုမျိုးရဲဘော်ရဲဘက်တွေရဲ့တက်စာရှိမှုအထူးသဖြင့် UG ရဲဘော်တွေတက်စာရှိမှုကအသက်နဲ့ရှင်းတယ်ကိုအစွဲခံလိုက်ရတဲ့အချိန်မှာနောက်ဘဒုကိုမှမခေါ်ပါဘူးဆိုတဲ့တက်စာတရားအရေးကြီးကိုလေးစားစရာကောင်းပါတယ်ဥညွတ်ပါတယ်အခုထပ်ပြီးတော့ကျွန်တော်တို့နော်အကိုကြီးရဲဘော်ကြီးမတ်နော်ကြားပါလားခင်ဗျာအကိုရဲဘော်ကြီးမတ်ကျွန်တော်တို့ပြည်သူ့မိတ်ဆက်စကားလေးပြောပြပါဦးအထူးသဖြင့်တော့ เนาะဒီဒေါ်လာရင်းမှာပါဝင်လာခဲ့တဲ့80တမိုင်းကြောင်းနဲ့ဒီဒေါ်လာရင်းပေါ်မှာခံချက်လေးကိုမိဘပြည်သူတွေသိအောင်လဲဒီကျွန်တော်တို့ဒေါင်းမင်းစစ်ကြောင်းအပါဝင်ပေါ့เนาะကျွန်တော်တို့ဒေါ်လာရင်းရဲဘော်တွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေပြည်သူတွေသိအောင်ပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒေါင်းမင်းစစ်ကြောင်းကရဲဘော်ကြီးမဲ့ပါဗျာဟုတ်ကဲ့ပါဒီကတော့ပါတယ်ဝင်တယောက်ဟုတ်ကဲ့ပါဒီတိုင်းတောင်မခင်ရဲ့ ဒီနေ့ပြန်ကြေးတာဝန်ယူထားခဲ့ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုတော့တော်နိုင်ရေးမှာရဲဘော်တရားအနေနဲ့ဒေါင်းမစစ်ကြောင်းမှာဟုတ်ပါဝင်နေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်เนาะ